ကောင်လီဟာကောလိပ်ဘန်ကွန်စာမေးပွဲဖြေဆိုနေချိန်မှာအဖြေမားတွေကိုတမင်တကာရေးချခဲ့ပါတယ်။သူ့ရဲ့မောင်လေးစာရွက်အပ်လိုက်တဲ့အခါမှာသူကအဖြေမားတွေကိုဖြတ်ပြီးအဖြေမားနေမဲ့ချက်ချင်းအစားထုတ်လိုက်ပါတယ်။ဒီကောင်လီဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့သူဟာဘဝတပတ်ပြန်လဲမွေးဖွားလာသူဖြစ်တယ်လို့ပါပဲ။သူ့ရဲ့အရင်ဘဝတုန်းကသူ့မောင်လေးဟာသူ့ရဲ့အဖြေလေးကိုကူးယူခဲ့ယူတာမကစာမေးပွဲမှာခိုးချတယ်ဆိုပြီးသူ့ကိုတိုင်ကြားခဲ့ပါသေးတယ်။လူတိုင်းကသူကမောင်လေးရဲ့အဖြေလေးကိုကူးယူတယ်လို့ထင်ခဲ့ကြပါတယ်။ဖခင်ကသူ့ကိုတနာပြီးဘဝကိုပြန်စားဖို့အခွင့်အရေးပေးခဲ့တာချက်နိုင်ပါတယ်။ စာမေးပွဲမစခင်မှာသူ့အဖေကသူ့မောင်လေးရဲ့စွမ်းဆောင်ရည်ကိုမထိခိုက်စေဖို့သူ့ကိုတတိပေးခဲ့ပါတယ်။သူ့မောင်လေးကအောက်ဖို့တဲ့ကတူကိုတေချာပေါက်ဝန်ကွင်းရလိုက်မယ်လို့လည်းပြောခဲ့ပါတယ်။ဒီလိုစော်ကားမှုကိုထပ်မံကြုံတွေ့ရတဲ့အခါကောင်လေးဟာဒေါသတွေပြင်းထန်နေပါတယ်။အရင်ဘွားကစာမေးပွဲတိုင်းမှာသူ့မောင်လေးကသူ့အဖေတွေကိုကူးယူခဲ့တာကြောင့်လူတိုင်းကသူ့မောင်လေးကပိုကောင်းတဲ့အဆင့်နဲ့ရတယ်လို့ထင်ခဲ့ကြပါတယ်။အခုတော့ဒီဟန်ဆောင်ကောင်းတဲ့မောင်လေးကိုကြည့်ပြီးသူကမဆိုင်မတွေ့ပဲပိုက်ရိုက်လိုက်ပါတယ်။သူ့အဖေကသူ့မောင်လေးကိုအလင်းအမြန်ကာကွယ်ပေးခဲ့ပါတယ်။ကောင်လေးကလည်းသူတို့နဲ့အဆက်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီတခါတော့သူ့မောင်လေးကိုအောင်မြင်ခွင့်ပေးမှာမဟုတ်ဘူးလို့ကြိမ်ဆိုလိုက်ပါတယ်။ကောင်လေးကသူ့မောင်လေးရဲ့ရှေ့မှာထိုင်ဖို့တမင်တကာတောင်းဆိုခဲ့ပါတယ်။ရှေ့တန်းနဲ့နောက်တန်းမှာမတူညီတဲ့စာမေးပွဲမေးခွန်းပုံစံ version တွေကိုတုံးတာကြောင်သူကစာမေးပွဲကိုအမြန်ဖြေဆိုခဲ့ပါတယ်။ဒါပေမဲ့ဆောက်ရွက်အဖို့သွားတဲ့အခါသူ့မောင်လေးရဲ့အဖြေတွေဟာသူ့ရဲ့အဖြေတွေနဲ့အတိအကျတူညီနေတာကိုတွေးလိုက်ရတဲ့အတွက်အံ့အားသွားခဲ့ပါတယ်။သူ့မောင်လေးကသူ့အဖြေတွေကိုဘယ်လိုကူးယူသွားလဲဆိုတာကိုသူအံ့ဩခဲ့ရပါတယ်။သူ့မောင်လေးကစာမေးခွင့်ပုံစံ B မေးခွန်းစာရွက်ပေါ်ကိုတမင်တကာရေးဖိစင်ခဲ့တာကိုကောင်လေးတွေးရှိခဲ့ပါတယ်။ ဒါကစာစစ်မှုကိုသူ့မောင်လေးနဲ့သူ့ရဲ့မိခွန်းပုံစံတူတဲ့စာရွက်ကိုပေးဖို့အတင်းချက်ဖြစ်စေခဲ့ပါတယ်။နောက်ဆက်တွဲတင်ချာစာမေးခွန်းမှာသူကသူ့မောင်လေးနဲ့အဝေးဆုံးနေရာမှာဝင်ထိုင်ဖို့ရွေးချယ်လိုက်ပါတယ်။နောက်ဆုံးမိခွန်းအတွက်သူ့ရဲ့မူရင်းနေလဲကိုတောင်အယူအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့သူစာရွက်အဖို့လူနေတုန်းမှာသူ့မောင်လေးကစာရွက်ကိုအရင်အပ်လိုက်ပါတယ်။ပြီးမှဆရာကိုသူကပြဿနာဖြေရှင်းဖို့နီလန်တစ်တခုကိုတီထွင်ခဲ့ကြောင်းမာနာကြီးပြောပြလိုက်ပါတယ်။ကောင်လေးစာရွက်အပ်တဲ့အခါသူ့မောင်လေးရဲ့အဖေတွေဟာသူ့အဖေတွေနဲ့ထပ်တူဖြစ်နေလာကိုထပ်တွေ့လိုက်ရတဲ့အတွက်အံ့အားသွားခဲ့ပါတယ်။ သူမောင်လေးကသူ့အဖေတွေကိုဘယ်လိုကူးယူသွားလဲဆိုတာကိုသူအံ့ဩခဲ့ရပါတယ်။သူမောင်လေးကစာမေးခွဲပုံစံ B မိကုံးစာကတ်ဘောကိုတမင်တကာရေဖိတ်ဆင်ခဲ့လာကိုကောင်းလေးတွေ့ရှိခဲ့ပါတယ်။ဒါကစာစစ်မှုကိုသူမောင်လေးနဲ့သူ့ရဲ့မိကုံးပုံစံတူတဲ့စာကတ်ကိုပေးဖို့အတင်းကျပ်ဖြစ်စေခဲ့ပါတယ်။ဒီလိုအမားမျိုးထပ်မဖြစ်အောင်သူကဂယုတစိုက်စီစဉ်ဖို့စတင်လိုက်ပါတယ်။ဒါကြောင့်သူကအဖေမားတွေကိုတမင်တကာရီးချပြီးသူမောင်လေးစာရွက်အဖို့ကိုစောင့်ခဲ့ပါတယ်။ပြီးမှအဖေမားအားလုံးကိုဖြတ်ပြီးအဖေမန်တွေကိုဖြစ်လိုက်ပါတယ်။နောက်ဆုံးမှသူကသူ့စာရွက်ကိုအပ်လိုက်ပါတယ်။ ဒါပေမဲ့ဒီအချိန်မှာပဲသူ့မောင်လေးကစာမေးပွဲမှာခိုးချတယ်ဆိုပြီးသူ့ကိုရုတ်တရက်ဆွဆွဲလိုက်ပါတယ်။ကောင်လေးကသူ့ရဲ့အဖေလေးကိုကူးယူသွားတယ်လို့သူကပြောဆိုပါတယ်။ဒါပေမဲ့ဒီအချိန်မှာတော့ကောင်လေးကအယွန်းအေးဆေးနေပါတယ်။ကောင်လေးကသူ့ရဲ့စာမေးပွဲစာရွက်ကိုသူ့မောင်လေးစီပေးလိုက်တဲ့အခါမောင်လေးကကြောင်သွားခဲ့ပါတော့တယ်။ကောင်လေးရဲ့စာမေးပွဲစာရွက်ပေါ်ကအဖေလေးဟာသူ့ရဲ့အဖေလေးနဲ့လုံးဝကွဲပြားနေတာကိုသူတွေ့လိုက်ရပါတယ်။